အသွင်ကူးပြောင်းရေးငန်းနှင့်အတွင်ယာယီဖွဲ့စည်းပုံခြေခံဥပဒေသင်စီးရီးယားတမရကြီးညာစီးရီးယားတမရအာမက်အယ်ရှာရာဟာအသွင်ကူးပြောင်းရေးငန်းနှစ်တာကာလအတွင်ယာယီဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်အစ္စလမ်ဘာသာကိုရခိုင်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အတိုင်းနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ထားပြီးဘာသာရေးဟာဥပဒေပြုရေးနဲ့အဓိကအမှန်တိုင်းဖြစ်တယ်လို့မူကျဲရေးဆွဲရေးကော်မတီအစိုးရသိရပါတယ် လုံပိုင်ခွင့်အာဏာနဲ့တရားစီရင်ဆိုင်ရာလွတ်လပ်ခွင့်ကိုခွဲခြားသတ်မှတ်ထားပြီးအမျိုးသမီးအခွင့်အရေးလွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်နဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုအမတ်ခံထားပါတယ်ဖိနှိပ်မှုတွေကိုတရားမျှတမှုနဲ့အစားထိုးတဲ့နေရာမှာစီရီယာအတွင်းသမိုင်းသစ်ဖြစ်လာမယ်လို့ယုံကြည်ကြောင်းတမရရှာရာကပြောပါတယ်။တရားဥပဒေစိုးမိုးရေးပြန်လည်ထူထောင်မှုအကျိုးပန်းမှုကိုကြိုးဆိုးတယ်လို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကီယာပီတာဆန်ကပြောပါတယ်။ ဒါဟာအရေးကြီးတဲ့တရားရေးဆိုင်ရာလက်ဟာမှုကိုဖြည့်ဆည်းပေးနိုင်မယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းစီးရီးယားမြောက်ပိုင်းကပ်ဦးဆောင်တဲ့အဖွဲ့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကြေညာချက်ကိုဝေဖန်ခဲ့ပြီးစီးရီးယားရဲ့လက်ရှိအခြေအနေနဲ့မကန့်ညီဘူးလို့ပြောပါတယ်။ရှာရာဦးဆောင်တဲ့တပုံထိုးစဉ်သုံးလအတွင်းနိုင်ငံကိုကာလရှည်ကြအုပ်ချုပ်ခဲ့တဲ့ Syria တာမရအာဆက်ကိုဖျောက်ချနိုင်ခဲ့ပြီးနိုင်ငံကိုထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက်ရှာရာကိုယာယီတမရအဖြစ်ဇန်နဝါရီလမှာခန့်အပ်ခဲ့ပြီးယခင်အစိုးရလက်ထက်လွှတ်တော်ဖွဲ့စည်းပုံစစ်တပ်နဲ့လုံခြုံရေးအေဂျင်စီတွေကိုပါဖျက်သိမ်းခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။